။ဒီကြောင်တက်တာမတက်ပါဘူး။တက်ပါဘူး။ဒီကြံတောင်ရှင်းမြောက်ချက်ပါ။ဟုတ်တယ်မလား။တရေနဲ့တရေကူကြီးကကြားနေတော့စားနေဟုတ်တယ်မလား။မဟာဘုလေးလေးလာနော်။ကိုယ်ရိုးသားမှုနဲ့စားမဟာဘုလေးချိုရှိကုန်လေးတက်ပြီးဟောလို့ရပြီနော်။အဲ့ဒါလေးနဲ့တော့အကြမ်းနဲ့မဟောနဲ့အကြမ်းနဲ့မလို့ရွှင်ကျော်ဆရာတယောက်ဗဇတ်တရင်နဲ့ဆရာနဲ့ပြင်မျိုးဟောပြပြအောင်။ဆရာချုပ်တာကမင်းတရင်ဘယ်လိုမှမမှာမဟုတ်ပြီလားဆရာဘုရား။ကောင်းတဲ့ကျင်လို့ပြောတာကောင်းတော့လမ်းကိုညွှန်ပြပေးတာ။ဟုတ် မင်းကအစားစားတယ်သူမသိမှာပါနှိမ့်ချတာနဲ့မင်းသေးနေမင်းသားသမီးတော်မင်းကျွေးရင်ရှိမှာမဟုတ်ဘူးဆရာလုံးနဲ့တွေ့လို့ဆရာမင်းကိုကောင်းကောင်းကြံကြံပေးမယ်ဒီအတက်ပညာလေးနဲ့မလို့စားနဲ့ဘေးရင်လေးသွားတင်တင်နန်းလေးခုအဲ့မှာပေါ်ပြီးမှလေအဘမင်းနေကတပြီဇင်ယော်နီလို့ဒီလားဘွာလို့ရှိတယ်ဒီလားအဲ့မှာသွားတင်တပတ်ကိုတစ်ခါတပတ်ကိုတစ်ခါသွားတင်နေလာထိုင်လာစရတော့တာပြီးရှိရဲ့ဒီလား ကိုယ်ကိုသွားတယ်တင်ပြီးကိုတက်တဲ့မဟာဘုရားကြီးနဲ့ကိုယ့်ကိုပေါ့သိရင်ဟောမယ်မသိမဟုတ်ယူသားမှုညဒါမီးရဲ့ကျမ်းမာရေးမီးရဲ့ဘာဖြစ်လို့လဲရှေ့လာမောင်းနဲ့ကိုသိရင်မသိမသိဘူးပြောယူသားမှုနဲ့ဟောအဲ့ယူသားမှုကကိုအကျိုးပြုနေမယ်ဟိလားအကြမ်းမြင်နဲ့မဟုတ်နဲ့အကြမ်းမြင်မှာနှိမ့်ကစားရှိတယ်မင်းလုပ်တဲ့အကြမ်းမြင်တရက်တစီကိုမွေးပြီးတော့ခိုင်းစားတဲ့အကြမ်းမြင်တို့တော့မင်းနိုင်မရနေတယ်ဒါပေမဲ့အဲ့ဟောနတ်မောင်းနဲ့အဲ့တရက်တော့နောက်တစ်ချိန်မင်းကိုဒုက္ခပေးလာနိုင်မယ်ဒါပြတ်နားလည်လားကောင်းတဲ့ရှင်လို့ပြောတာနော်မင်းတို့ အဲ့ကြမှာမင်းနေမို့မင်းမိသားစုတွေပါတောက်လျှောက်အတက်ကြီးပေးရနိုင်မယ်ဆက်ဘာနားလဲလားတားသမီးတွေကိုကြီးကိုတားသမီးကိုချက်ထားလို့က200ရောက်တယ်ကျွေးနေတာအပူစားတွေတားသမီးမရဲဘူးလားဆရာမလို့နေပြန်ပို့ဟမ်တေပူစားတွေနော်ငါဆွေးနေရပဲမင်းဖြစ်ကိုဖြစ်တာအဖြစ်စင်တာအဝိစာမောင်လုံးမောင်ပြဇောပတိဇောကလလာအဝိစာဖြစ်အဝိစာ ဆိုတော့ဒီဖြစ်စဉ်ကလူတွေကိုခိုင်းစားစေချင်တယ်။ငါခိုင်းစားမယ်။ဒီကြောက်ကိုကောင်းလို့လေ။ခုမင်းပညာရဲ့ခုဘယ်မှာရောက်နေရတော့။ဇောကနီဇောကနဲ့အစင်မောင်လုံးမပါလားငါကြောက်ဘောပေါ့လား။ဇောကြီးဆိုတော့ဒီလား။ဒီ။ဟာလေ။ဇောကြီးဆိုတာမင်းတို့အောက်ဣစာပဲ။ဖဲရလမ်းစဉ်ကိုလမ်းလွဲကိုရှောက်ပြီးတော့မတို့ဝိဆာတွေကနာမည်ဖြတ်နေတာအောက်ဣစာ။ နားလေနားလေကောလူရောင်မယ်တွေနဲ့ပြောပါနဲ့ကာမနဲ့ကျူးလို့နေကြအဲ့တော့လူတွေကအဲ့ဒါကိုမြင်ပြီးတော့ဝိဇ္ဇာတွေကနှောင်ဦးတွေပါလို့ပြောကြအဲ့မင်းတို့လေကြောက်ဝိဇ္ဇာမှာအဝိဇ္ဇာနဲ့ဝိဇ္ဇာနည်းနည်းစားရှိဝိဇ္ဇာဒီဗုဒ္ဓရဲ့ဆုံဆုံးမှအောင်တော့ပဲတွားတယ်အဝိဇ္ဇာမင်းတို့လိုလူမျိုးတွေဖျားပွင့်လာတော့မကျွတ်တဲ့ကောက်ကတော်ကောင်းအောင်ကတ်တော်ကောင်းအောင်ဖျားလေးသူကတော့မင်းတို့မကျွတ်ဘူးဆရာပြောမယ်မင်းတို့ပညာရည်နိဗ္ဗာန်သွားမဲ့လမ်းပညာရည်မဟုတ်ဘူး အဝိဇ္ဇာဖြစ်သွားရင်လည်းအဝိဇ္ဇာဒီအတက်ကိုဆွဲဆံပြီးနောက်ဆုံးအဆင့်ဘယ်ရောက်အောင်သိတာခန္ဓာကိုယ်ကြီးကပေါက်ပြီးတော့မူလငရုပ်ပြန်ခံရမှာ။နားလေလား။ပညာရဲ့တစ်ခုခုဘာကနာလိုက်လာတော့မယ်ဆိုသေချာလိမ့်လာပြီးမှလိုက်စားပြီးမှပညာတစ်ခုခုဆုံးမတောင်တင်။ငါတို့လည်းငငယ်ရောကလည်းယူတုတ်ခဲ့ရတယ်။မင်းတို့လိုပဲသူများကိုလှုပ်ချင်တာပေါ့။နားလေလား။ဒီပညာရဲ့လိုငါးမှဖြစ်ပေါ်လာတာ။သိလား။ငါဘဝကတော့မင်းသိလား။မင်းတို့လောကပြောက်တော့လို့ရတယ်။ တောင်ကိုတော့ကျင့်စဉ်အလုံးအောင်မြင်ထားတာသဘောပေါက်လားနော်ရုပ်ကဆုံးမော်လေးအောင်တာသဘောပေါက်လားမနောက်ရှင်မလို့ရှင်မင်းတို့ကလည်းဖယ်သွားပုံအဲ့ပညာရက်ဒီမင်းတို့အဝိဇ္ဇာဖြစ်သွားပြီဆိုရင်တော့ပြောလိုက်မယ်သိလားအဝိဇ္ဇာဖြစ်သွားပြီဆိုရင်ဒီအစင်းတွေကိုကြောက်ဖြတ်ပြီးတော့အဝိဇ္ဇာဖြစ်သွားပြီဆိုသူတို့ဒီဘိုင်နဲ့ပြီးတော့တဏ္ဍာရီရကောင်တော့ကြောတယ်သိတောက်စားတယ်ကာမတွေနဲ့ဒီသူရောင်မေနဲ့ပျော်ပါတယ်သိရင်ဘုရားတဏ္ဍာရီမှာမင်းတို့ကြားဘူးမှာပါအဝိဇ္ဇာ ယောက်ျီတစ်ပါးနဂါမနဲ့ပြောပါတကယ်တော့နဂါမမှာဇနီးရှိတယ်အယောက်ျားရှိတယ်ဘလူးနဲ့အဲ့ဒါဘလူးကအတိတ်ကတော့တတ်မဲ့လို့တယ်ဘလူးကကာမသိက္ခိနဲ့ဇော်ကြီးအာဝိစာဆိုတော့တတ်လို့မရဘူးငိုရမင်းကိုလည်းငိုချုပ်ပြီးတတ်သိလားဘယ်ရောက်တော့နောက်ပြီးအဝိဇ္ဇီပဲဂျုတ်တတ်အာဝိစာဆိုဘုဝိစာလျှောက်တဲ့လမ်းစဉ်ကတော့အသက်ကိုဆွဲဆန့်နေမင်းတို့လိုပဲအသက်ကိုရှည်လျရတယ်တို့တော့တရားပွင့်တဲ့အချိန်ကြီးပဲသူကနေတာဘုရားလက်ခွင့်ဘုရားဟောကြားတရားတော်မှာဘုရားရဲ့ယူသဘောတော့ဘုရားရဲ့ မျက်နာတော်ဘုရားရဲ့အသားတော်ကိုဖြီးပြီးတော့ကန်ပြီးတော့ရှင်းခိုးရတယ်အရာသာကိုလိုချင်လို့ဘုရားပွင့်နေအထိငါတို့ကစောက်ပြီးပြီလားဘုရားရဲ့မြင့်တာလည်းမင်းတို့မပြီးလို့အဘောနားရတယ်မင်းပညာမျက်နာနေကိုရှော့ကောင်းတဲ့အလံကိုငါပြောပြနေရလားနားလဲပြီလားကောင်းသောပညာရမဟုတ်ဘူးနားလဲလားမင်းပညာကိုမင်းပုံဖယ်ပေးပါလားမင်းလည်းငွေရပြီပဲ ဂျမနိစက်ဒီလိုဒီလောက်ကြီးငါစကားကြီးကြိုက်ပြန်ငါဖုန်းကြီးပဲဆိုတော့ငါကိစ္စကြီးအများကြီးရှိတယ်။နားလဲလား။ဘာပေါ့ရလား။ဟောချင်းချင်းထုတ်ခါလေးဂျမနိစက်ချင်းကြီး။နော်။နန်ချ၊နန်ချမင်းရဲ့မောင်ချ။မင်းရဲ့မောင်ချချင်းချင်းထုတ်အကုန်လုံး။နော်။အဲ့အဝိစာဆိုတော့နောက်ပိုင်းခန္ဓာကိုယ်ပောက်ခွဲမှာပဲ။